ခေါင်းဆောင်မင်းသားနဲ့မင်းသမီးရွေးခန္ဓာတွေမှာအဲ့ဒီဇာတ်ကတော်တော်ကိုကောင်းတယ်အရင်ကောင်းတယ်ရှိပြီတန်းဒီမလေးကအရင်လောက်အောင်သူတော်တော်လောက်အောင်အဲ့ကားကြီးရတယ်ဟုတ်ဆို तू ကကြီးဘွားငယ်ဘွားနော်ဟုတ်ပဲဆိုတော့အကူရောပဲကြီးဘွားငယ်ဘွားနှစ်ခုတချင်းဆိုလို့ရှိရင်ဝေးချလို့မရအောင်အတန်အထိရဒါပေမဲ့ဇာတ်ကရိုက်မယ်ဆိုဝေးမချလို့မရအောင်လူကြီးကအထဲမှာကြာရင်တော့အကြီးဖြစ်တယ်ဆိုတော့အကိုနှစ်ယောက်ဆိုတော့တကယ်ရိုက်မယ်ဆိုတဲ့အချိန်မှာကြာရင်အချိန်ယူပြီးတော့ကိုရိုးနှစ်ယောက်ကခန္ဓာကိုယ် training ပြန်လုပ်ရမယ်ပြီးတော့ဒီဇက်ရဲ့ mood တစ်ခုပေါ့နော် mood တစ်ခုကိုမရရအောင်ပြန်သွင်းရမှာလည်းရှိတယ် ချက်ကရအဲ့ဒါရိုက်ပြင်တော့တော်တော်ကိုထွန်းရမှာကိုလို့နော်ထွန်းရမှာဘာလို့ဆိုတော့တစ်ချိန်လုံးစားခြင်းပောက်ခြင်းနေရအခုလိုမျိုးကချွေပီတန်ဆိုတဲ့စီးရဲမှာဟိုခေါင်းဆောင်မင်းသားနဲ့မင်းမရွေးခန့်တာဘာလဲကိုရဲ့ဒီမှာပုံပြချတယ်ပြောနေပြီအကောင်ကိုကလှုပ်ပြောမလို့အော် main တော့မမြင်ပါဘူးတော့ကိုကြီးတို့အရေးကြီးတဲ့ကိစ္စကိုပြောတဲ့ချိန်မှာဖုန်းဖုန်းလာဒီမှာလည်းပြောပြောပြော ဆိုတော့သူချင်းကလည်းပဲပြောရမယ်ဆိုရင်နှစ်ယောက်လုံးအတူတူပဲဆိုရမှာအာပြီးခါကျတော့ဆရာလည်းယုံကြည်စွာနဲ့အကိုကိုသချင်းရေးဖို့အထားဆိုတော့ခါကျတော့အဲ့မှာရွှေပြည်တန်းဆိုတဲ့ဇာတ်ကတော်တော်ကိုကောင်းတာဆရာဦးသိန်းရဲ့ Phoenix ဆရာဦးသိန်းရဲ့ကနေပြီးတော့ရိုက်မှာပေါ့နော်ဆိုတော့အကိုတို့ MT4 နဲ့ရိုက်မယ့်ဥစ္စာမှာကောင်းဆောင်မင်းသားနဲ့မင်းသမီးရွေးခမ်းတာပြီးမှာအဲ့ဇာတ်ကတော်တော်ကိုကောင်းတာအရင်ကောင်းတယ်ရွှေပြည်တန်းညီမလေးကအရင်လောက်ရမှာသူတော်တော်လောက်ရမှာအဲ့ကားကြီးကလေဟုတ်ဆိုတော့သူကကြီးဘွားငယ်ဘွားနော်ဟုတ်ပဲဆိုတော့အကိုရောပဲကြီးဘွားငယ်ဘွားနှစ်ခု ဇက်ကကြတော့အခုတော့တော်တော်ကိုကိုလည်းအာစူးစမ်းရမယ်ပြီးအဲ့ဇက်ကိုဖတ်တဲ့အချိန်မှာအရန်ကြိုက်တယ်။ဘာလို့လဲဆိုတော့ညောင်းဆုံးကလေအဆိုးရင်မဟုတ်တိရုပ်ဆောင်မှာလည်းဒီဒီလုတ်တဲ့ခါကြလေသူနဲ့ကိုယ်နဲ့လုတ်တဲ့ဒီမှုတွေမှာဆိုရင်အကိုကအကိုတို့က MD4 မှာခတ်တယ်ဘယ်လိုလဲဆိုတော့သူကကတ်စင်ဝင်ရတာမင်းသားမင်းမိခေါင်းလေးစီကုန်ဝင်ရတာဝင်ပြီးတော့မှအဲ့ထဲမှာပြန်ရတာပြန်ပြီးတော့မှ ဂျီဟာကိုရွေးခန့်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီဇာကကကိုတို့ရိုက်မယ်ရိုက်မယ်ဆိုပြီးတော့အခုတော့မရိုက်ဖြစ်သေးဘူးဒါပေမဲ့ရိုက်ဖြစ်မှာပါရိုက်ဖြစ်ရိုက်ရိုက်ဖြစ်မှာပေါ့ရိုက်ဖြစ်မှာပေါ့ရိုက်ဖြစ်ရိုက်ဖို့လည်းရိုက်ရမယ်ရိုက်ရမှာပေါ့အဲဒီ HP တဲ့ဆရာဦးသရဖီနစ်အဆရာရိုက်တဲ့ကားပေါ့ဆရာကကြတော့အမအတွက်ကကြတော့ဆရာနဲ့အရှိမအမကစကားရိုက်ထားဘူးတယ်ဆရာပထမဆုံးချိန်စားပြတဲ့နာချိန်စားပြတဲ့နာနောက်ဒုတိယတစ်ခုကကိုမုံမြင့်ဆိုတာ Hey Play နဲ့ For a collaboration လာနိုင်မလားသေးဘူးပေါ့ဆရာကကြတော့နည်းနည်းအဟိုဘယ်လိုပြောရမလဲဆိုတဲ့အခါကျတော့စီက chance ကြီးတယ်မတို့ဒီ series တွေကရိုက်လို့ရှိလို့ရှင်လဲသူက detail ပေါ့နော်အဲ detail မှာမှ dialogue ကအစဆရာဒီ on scene ပေါ်ရောက်မှလုံးဝ dialogue ချတာ dialogue ချတော့ကိုရုပ်ပြောပြရင်ကိုကြီးအဲ့ညီမလေးတို့ကဆရာနဲ့ရိုင်းလို့ရှိရင်အဲ့မှိုက်ငင်ဆိုင်ကြီးပါတုတ်တက်လာဟိုအော်စင်းပေါ်ရောက်မှ dialogue တွေချက်ချင်းချတာဆိုတော့အဲ့ချတဲ့ dialogue လေး၅ကြောင်းအမတို့ on the spot မှတ်ရတာ ။နောက်ဆရာဒါလောက်ဒီပိုင်းလွဲရပါညာမကြိုက်ဘူးပေါ့နော်။ဆိုတော့ဆရာရဲ့ဒီဇက်ပေါ်ထားတဲ့စာတရားပေါ့။ကိုရဲနော်။အဲ့တော့ဟိုဘယ်လိုလဲဆိုတော့မောင်နှမနှစ်ယောက်ထဲရမယ်ဆိုတော့အာကိုရဲလည်းဒါဟိုအရင်ကလေးကကို့အကုန်လိုပဲဟိုတကခုဆိုအမတို့ဆိုသွန်သင်ဆုံးမပြီးတော့မတို့အိမ်မက်ဆောင်ရတဲ့တောက်လျှောက်ပေါ့နော်။ကြားလာကြည့်အမတို့ခင်လာကြတာဆိုတော့ရိုက်ချင်တယ်။အမလည်းဟိုကိုကြီးနဲ့လည်းတကားမှမဆုံးပါသေးဘူးဆိုတော့ဆုံးကျင်တယ်။နောက်ရွှေပြည်တန်ကလည်းဇက်ကောင်းတယ်။နာမည်ကိုစမ်းတယ်လေးနော်ရွှေပြည်တန်။နာမည်လေးကလည်းတော်တော်လေးနော်ရွှေပြည်တန် န်ဆိုနာမည်လဲစမ်းနေအာပြည့်ကကျော်ဇက်အိမ်ဖွဲ့စည်းမှုလဲချီးရင်မယ်လိုဒရာမာပေါ့မယ်လိုဒရာမာဆိုဆက်အပြောင်းအရွှေ့တွေဆက် climate တွေအချိုးတွေအဲ့လိုဟုတ်တယ် climate တော်များရယ်နော်အဲ့လိုမျိုးဟိုဇက်အချိုးကွေ့များတဲ့ဟာရယ် series ပြည့်တဲ့ကိုရှင်းပြအောင်ကိုရီးယားလည်းဒီမှာလေ climate ဆိုတာဥမာ ဒီဇက်မှာအရင်စိတ်ဝင်စားရကောင်းတဲ့အခန်းတွေပေါ့နော်အတက်အကျတွေအရင်များတယ်အဲမျိုးဟုတ်တယ်ဟုတ်တယ်ဇက်ရဲ့ဟိုဘယ်လိုပြောမလဲလို့တောင်တက်တောင်ဆင်းလို့ဟာတောင်တက်တောင်ဆင်းပေါ့အဲ့လိုလုံးဝထိတ်ကိုရောက်သွားလိုက်ပြီးလို့ရှိရင်ဟိုလိုလာကိုစာစီးနေရတယ်လို့အဲ့လို feel မျိုးပေါ့အဲအဲ့လိုမျိုးပေးတာဆိုတော့အဲ့ဒီဒီဇက်လန်းနွဲလေးတော့တိတ်ချလေးတိတ်ချလေးရိုက်မယ်ဘာလို့ဆိုတော့အခုရိုက်ဖြစ်မယ်ဆိုတာကိုလည်းပြန်ပြီးတော့အခုကတော့ဟောဘာဖြစ်နေလဲဆိုတော့အဲတချင်းဆိုလို့ရှိရင်ဝေးချလို့မရအတန်အထိ ဒါပေမဲ့ဇကိုင်းရိုက်မယ်ဆိုဝေးမချလို့မရဘူးလူကြီးကအထဲမှာကြာရင်တော့အကြီးဖြစ်တယ်ဆက်ကကိုနှစ်ယောက်ဆိုတော့တကယ်ရိုက်မယ်ဆိုတဲ့အချိန်မှာကြာရင်အချိန်ယူပြီးတော့ကိုရိုးနှစ်ယောက်တော့ခန္ဓာကိုယ် training ရိုက်ပြန်လုပ်ရမယ်ပြီးတော့ရှင်ဒီဇက်ရဲ့ mood တစ်ခုပေါ့နော် mood တစ်ခုကိုမရရအောင်ပြန်သွင်းရမှာလည်းရှိတယ်ဆက်ကအဲ့ဒါရိုက်ပြန်တော့တော်တော်ကိုထွန်းရမှာကိုလို့နော်ထွန်းရမှာဘာဆိုတော့တစ်ချိန်လုံးစားခြင်းတောက်ခြင်းကိုရောမသိဘူးအမှပဲဗျာအမှဆိုအစားတောက်တယ် အဲ့လိုမျိုးတကွခုပင်ပန်းပြီဆိုလဲစားရတယ်နော်ဟုတ်တယ်ဆိုပြီးလဲစားရတယ်နော်ဆိုရဲစားတယ်ဆိုပြီးတော့လဲအဲအချမ်းချက်ပြိုးဆောင်လဲစားရနော်အဲ့မှာပူဒီအေးဒီချိုဒီခါဒီမွှေးဒီအချိန်လုံးစားရတယ်အညာအရာဝင်မခြင်းနဲ့စားရတယ်အမောင်းနိုင်ညမိတ်ကက်ဆရာတွေအကုန်လုံးဟုတ်လဲအမောင်းစူကြပေါ့နော်အဲ့လိုမျိုးပေါ့အဲချိန်နေတယ်နော်စူကြပေါ့တဲ့ပြလားဟဲ့ဘာလို့စားရလဲဘာလို့စားအမောင်းစားနေပေါ့ဝိချပေါ့တဲ့ပြလားနောက်ငကူကလဲမျက်နာဟိုကြောင်းတက်ကလေးကဖောင်းတာလေဒါမှမဟုတ်ဒါကြတော့အရင်ပုံဒီပုံဒီလုံးလောက်ဖောင်းတာတော်ကြတော့ကြောက်ရတယ်ဒီမျက်နာလေးနော်အေးတော့ကိုကြီးလဲမဖောင်းပါဘူးအေး ထူကြတာပြောပြအောင်မယ်အကိုကလေညီမလေးဘာကြည့်ကျူးလဲဆိုတော့လေသူကလေအဲ့ဒီတချင်းမှကြတယ်တချင်းမှုကအာအတန်လေးလည်းထူကြတာဟိုပြီးခါကြတော့သူ့မှာဖျားပေးတဲ့အတန်ပါလာပြီးသားဒါတော့အဆူတော်ဒီမှာသူ့ဟာသူအဆူတော်ဖြစ်ပြီးဆိုရင်ဖျားပေးတဲ့အတန်ပါတယ်ဆိုတော့အဲ့ဒီမှာမှာတေယုတ်ဆောင်မှာကြာကြည့်လိုက်တဲ့အချိန်မှာလေသူကလေဒီစီရီမှာမဟုတ်ဘူးနော်အကိုတို့တွားတဲ့အာဥမာကတ်စတင်တခုကိုအကိုအကိုရိုက်ကူးရရနေဝင်ဝင်လိုက်တဲ့အချိန်သူကနော်မိတ်ကတ်တင်းနဲ့ဝက်စားတင်းအပြည့်လာနော်အပြည့် သူများတွေကအဲ့ဒီအချိန်မှာလုံးဝအဲ့ဒီဟိုဟာကိုဟိုဟာမလုပ်ရသေးဘူး။သူကအဲ့ဒီအချိန်မှာကတ်တင်မှာအပြည့်လာတာနော်။ဘယ်ကားတော့အကိုတိလိုက်တယ်မြင်လိုက်တယ်ညီမလေးကိုကြည့်လိုက်တယ်ဆိုတော့ညီမလေးကလေလုံးဝအဲ့ဒီ character ကိုဒီဒီဝစားတာပြင်ဆင်လာ။ပြောလို့ပြောမေးလို့မေး။ဟေးဟုတ်အဲ့လေအဲ့လေသဘောကျတယ်။တသေးချာလေးသဘောကျတယ်။ပြီးတော့နောက်တစ်ခုကဟိုဘယ်လိုပြရမလဲဒါဆရာတွေအကိုတို့ဆရာတွေတော်လို့ပါဆရာဦးသီးတို့ဆရာဦးထင်ကျော်တို့လည်းတော်လို့လည်းပါမယ်အကိုတို့ကိုသင်ခဲ့တဲ့ဒရိုက်တာတွေတော်လို့လည်းပါမယ်အကိုတို့ဒါဇာတ်ကားတွေမှာဆိုလို့မြူအရန်ကတ်တာပဲ သူတို့ကြံမှုတွေအရင်ကတ်တယ်အခုဆိုလည်းအဲ့ဒီမှုမှုမှုကိုလိုက်ကြည့်ရလေဆက်ခါကျတော့အဲ့ဒါတော်တော်လေးအဆင်ပြေနေပါလေအမြဲအပြည့်ဖြစ်နေရတာအင်းတော်ဟဲ့ဘူးလမကနေလို့ဖြစ်ပဲအချိန်မှာအေးကိုကြီးတွေ့လိုက်တဲ့အချိန်မှလည်းဖြစ်ဖြစ်မယ်နော်ဟောကိုကြီးလာမယ်ဆိုကြိုတိတော့အဲ့လိုမျိုးလို့ဟောအေးအဲ့လိုစုကားဆိုလို့အဲ့လိုလည်းထက်ပြေးပါဗော